မိသကျိုကနီမှာအသက်ပြန့်ရှင်လာခဲ့တဲ့အဖွာဖြစ်စဉ်ကတော့စက်တလပိုင်း22ရက်နေ့က ထိုင်းနိုင်ငံဖိစနှလုံးမျိုးမှနေထိုင်တဲ့အသက်65နှစ်အရွယ်အဖွားဟာတည်ဆုံသွားပြီလို့အတည်ပြုလိုက်ကြပါတယ်။နောက်ပြီးတည်ဆုံကြောင်းထောက်ခံစာလည်းရေးပေးခဲ့ပြီးအဖွားရဲ့ခန္ဓာကိုယ်ဟာလှူဒန်းထားတာဖြစ်တာကြောင့်နှုတ်ထပ်ပူလီမျိုးကဆေးရုံတစ်ခုကိုပို့ခဲ့ကြပါတယ်။ဟိုရောက်တော့ဆေးရုံဘက်ကအလောင်းလက်ခံမှုအဆင်သင့်မဖြစ်သေးတာကြောင့်မိသားစုဝင်တွေကိုမိတိကျို့လိုက်ဖို့အတွက်ပြောခဲ့ပါတယ်။ဒီလိုနဲ့အဖွားရဲ့မိသားစုဝင်တွေကလည်းမိတင်းကျို့ဖို့ဆုံးဖြတ်လိုက်ပြီးနှုတ်ထပ်ပူလီမျိုးမှရှိတဲ့ဘုံကြီးကျောင်းတစ်ခုကိုယူသွားခဲ့ပါတယ်။ဘုံကြီးကျောင်းကိုရောက်တဲ့အခါမှာ တာဝန်ရှိသူတွေဟာအဖွားရဲ့ခန္ဓာကိုယ်ကိုမီးသိမ်းကြို့ဖို့ပြင်ဆင်နေတဲ့အချိန်မှာအခောင်းထဲကနေလှုပ်ရှားနေတဲ့အတန်နဲ့အထဲကနေခေါင်းနေတဲ့အတန်တွေကိုကြားနေရတော့အခောင်းရဲ့အဖုံကိုဖွင့်ကြည့်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအဖွားဟာလှုပ်ရှားနေပြီးအသက်ရှင်နေသေးတာကို တွေ့သွားခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့တာဝန်ရှိသူတွေဟာအသက်65နှစ်အရွယ်အဖွားကိုအခောင်းထဲကနေယူထုတ်ပြီးအဲ့ဒီနောက်မှာတော့အလုံးပိတ်ထားတဲ့အခောင်းထဲမှာအချိန်နာရီပေါင်းများစွာနေခဲ့ရတဲ့အသက်65နှစ်အရွယ်အဖွားကိုကျန်းမာရေးနဲ့ပတ်သက်ပြီးစေစေကူတာဖို့ အတွက်နွန်ထပ်ပူလီမှာရှိတဲ့ပန်းရည်ဈေးရုံကိုပို့ပေးခဲ့ပါတယ်။နောက်ပြီးအဖွားရဲ့မိသားစုဝင်တွေပြောပြတာကအဖွားဟာအုံနောက်ကင်းစာဖြစ်တာကြောင့်ဒီမတိုင်ခင်မှာခွဲစိတ်မှုပြုလုပ်ခဲ့ပြီးအုံနောက်ထဲမှာရှိတဲ့အကျိတ်ဖူး၄ခုထုတ်ယူခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာအဖွားစကားပြောလို့မရတော့ဘူး။ဒီလိုနဲ့ပဲနေလာရင်မင်းညတော်ကအဖွားအသက်ရှူရက်သွာခဲ့ပြီးမိသားစုဝင်တွေကလည်းရွာလူကြီးကိုအကြောင်းကြားခဲ့တယ်။ရွာလူကြီးဟာဆိုရင်အဖွားသိဆုံးသွားကြောင်းထောက်ခံစာရေးပေးခဲ့ပြီးအဲ့ဒီနောက်မှာမိသားစုဝင်တွေဟာအဖွားမသိဆုံးခင်ကအဖွားရဲ့ခန္ဓာ ကိုလှူဒန်းထားတာကြောင့်ခွဲစိတ်လေးလာမှုပြုလုပ်လို့ရအောင်နှုတ်ထမ်းပူလီမျိုးစေယုံကိုပို့ခဲ့ကြတယ်။ဟိုရောက်တော်စေယုံဘက်က အဖွားရဲ့ခန္ဓာကိုယ်ကိုလက်ခံမှုအဆင်သေးမဖြစ်သေးတာကြောင့်အဖွားရဲ့အလောင်းကိုမိသိမ်းချို့ဖို့ပြောခဲ့တယ်။နောက်ပြီးအတုပါမကုံကြမဲ့စရိတ်တွေအားလုံးကိုလည်းစေယုံဘက်ကတာဝန်ယူပေးခဲ့တာကြောင့်မိသားစုဝင်တွေအဖွားရဲ့အလောင်းကိုဖုံးရင်းကြောင်တစ်ခုကိုယူသွားပြီးမိသိမ်းချို့ဖို့စီစဉ်နေတဲ့အချိန်မှာအထက်ကနေလှုပ်ရှားနေတဲ့အတန်နဲ့အခောင်းရဲ့အဖုံကိုခေါင်းနေတဲ့အတန်ကြားရလို့တာဝန်ရှိသူတွေဖွင့်ကြည့်လိုက်တဲ့အချိန်မှာအဖွားဟာမတည်ဆုံးသေးပဲအသက်ရှင်နေသေးတာဖြစ်တယ်လို့အဖွားရဲ့မိသားစုဝင်တွေမှပြောပြပါဗါတယ်။လက်ရှိမှာတော့အဖွားကိုနွန်ထက်ပူလီမျိုးကဗန် ရိုက်စေရုံမှာစေကူတာဘူအတွက်ပို့ထားခဲ့တယ်လို့သိရပါဗါးဟုတ်ကဲ့ပါကျွန်တော်အခုပြန်လေပြောပြပြီးသွားတာကတော့ထိုင်းနိုင်ငံနွန်ထပ်ပူလီမျိုးမှာဖြစ်သွားခဲ့တယ်မိသိန်းကျိုးကနီမှာအသက်ပြန့်ရှင်လာခဲ့တယ်ဆိုတော့ထိုင်းနိုင်ငံကနာမည်ကြီးအဖြစ်အပျက်တစ်ခုကိုကျွန်တော်ပြန်လေပြောပြပြီးသွားတာပဲဖြစ်ပါတယ်